ခရစ်ပတိုကွာတခုကိုဘလောက်ကြာကြာခိုင်ထားသင့်မယ်ဒီမေးခွန်းကခရစ်ပတိုပီကင်နာရီတော်တော်များများသိကျလာမယ့်မေးခွန်းပါကိုဝယ်ထားတဲ့ coin ကဘလောက်ကြာလို့ရှိရင်မြန်မာလဲဒီ coin တစ်ခွန်းကိုအချိန်ဘလောက်ပေးပြီးတော့ခိုင်ထားသင့်မယ်ပေါ့ ရှေးတို့နဲ့အေးရှေးဘာကူရွှေမှလည်းဒီနှစ်ခုကြာမှာမဆုံးခဲ့ရဲဘူးတွေဖြစ်နေရဆိုရင်တော့ဒီဗီဒီယိုကအဖြေပေးပါလိမ့်မယ်ဒီဗီဒီယိုမှာပြောပြသွားမှာတွေကရှေးတို့နဲ့ရေရှင် investment အမျိုးအစားတွေအကြောင်းပြောပြမှာဖြစ်ပြီးတော့နောက်ဆုံးမှာလူချက်အများဆုံး strategy တွေကိုလည်းပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုကိုအဆုံးထိကြည့်ရဆိုရင်တော့ပြင်ပလောကမှာပါအသုံးဝင်တဲ့ knowledge တစ်ခုခုပြသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ပထမဦးဆုံးရှင်းပြချင်တာကရှေးတို့ရင်းနှီးမြှုပ်နှံမှုအကြောင်း short term မှာ คริปโตโลจีเนี่ยบิเกนเนอร์အများစုကခဏလေးနဲ့ဟက်ချလောင်းဆိုပြီးတော့မီလီယံနာဖြစ်ချင်ကြတယ်တနေ့တည်းတစ်ပတ်တည်းဒါမှမဟုတ်တစ်လအတွင်းရှာထားတဲ့ coin တွေကိုဝယ်ပြီးတော့အမြတ်ထွက်ဖို့ short term investment နဲ့အမြတ်ဝယ်အမြတ်ရောက်ရေရှည်ငွေရင်းတဲ့စနစ်ကိုအသုံးပြုချင်ကြပါတယ်ဒါပေမဲ့လေအမှန်တရားကအဲ့ဒီလိုမဟုတ်ဘူးတကယ်တမ်းက crypto ကအဲ့လောက်ထိမယိုးရှင်းပါဘူး ီရေတို့ပတ်စံရှင်းတဲ့နီကအဲ့ဒီလိုအမျက်အမြန်ထွက်ချင်တဲ့သူတွေအတွက်မျက်စိကျစရာဆိုပေမဲ့အရှမ်းကိုအန္တရာယ်များတဲ့ထဲမှာပါပါတယ်အဓိကကရေတို့ investment နှမျိုးရှိပါတယ်ပထမတစ်ခုက scalping မှာသူကတရက်အတွင်းမှာအမျက်ထွက်ဖို့ဈေးနည်းနည်းလေးအတက်အကျဖြစ်တာကိုအသုံးချပြီးမိနစ်ပိုင်းအတွင်းမှာ ရောင်းဝယ်တဲ့နီးပါဒုတိယနီးကတော့ swing trading မှာ trader အနေနဲ့တပတ်ဒါမှမဟုတ်တစ်လစာတာမန် market trend ကိုခဏခဏကြည့်ပြီးတော့အမျက်ယူရတာ ဥပမာပစ်ကွန်ကဒီတစ်ပတ်အတွင်းမှာ up trend လား down trend လားစသဖြင့်ပေါ့ဒါပေမဲ့ short term trading လုပ်ရင်ပြဿနာကနံပါတ်၁ဈေးကွက်မတည်နိုင်လို့လက်မမြန်ရင်အရာအဝယ်ပါနိုင်တယ်တစ်စက္ကန့်၁မိနစ်လေးကကိုယ့်ရဲ့အမြင့်အရှုံးအတွက်အရှမ်းကိုအရေးကြီးပါတယ်နံပါတ်၂ဝေးတွေနဲ့ဘော့တွေ market manipulation လုပ်နိုင်တယ်။ဝေးဆိုတာကပတ်စံ billion နဲ့ချီပြီးရင်းနိုင်ဈေးကွက်ထဲမှာဈေးကစားနိုင်တဲ့လူတစုပါ။ ဘော့တွေကလည်းအခု AI ခက်ဆိုတော့လူထက်ကို အရမ်းမြန်မြန် train နိုင်ပါတယ်။သူတို့တွေနဲ့ရှင်ပြီးတော့ train ဘူးဆိုတော့တိတ်ကိုမလွဲလာပါဘူး။ တခါတလေမှာဝေးတွေက AI bot သုံးပြီးရော trade တက်တယ်။တကယ်ကိုမဆမနာပါပဲ။နံပါတ်3စိတ်မထိန်နိုင်ရင်ရှုံးလွယ်တယ်။ဈေးကွက်ထဲကိုခဏလေးနဲ့ဈေးတွေထိုးတက်ပြီးရောဝင်လာတဲ့ coin ကိုလောဘချီပြီးဝယ်လိုက်တဲ့ဆိုရင်ဈေးပြန်ကြတော့ဘာလို့ရမလဲမသိဖြစ်သွားတတ်ပါရဲ့။ဒါမှမဟုတ်တက်ခါနီ coin ကိုဒီဟာကဈေးမတက်ဘူးလားဆိုပြီးရောဈေးတက်ခါနီလေးမှာပဲထုတ်ရောင်းလိုက်တတ်တယ်။ ဒါတွေကစိတ်လဲမရှိအချိန်လဲမပေးနိုင်တဲ့ short term သမားတွေအများဆုံးလုပ်မိတတ်တဲ့အမှားတွေပေါ့ဒီတော့ short term ကိုအမြဲများများရအောင်လုပ်ချင်နေဆိုရင်အမြဲ market ကိုလေ့လာရမယ်ကိုယ့်ရဲ့စိတ်ကိုထိနိုင်ရပါမယ် okay ဒါကတော့ short term နေအတွက်ကိုပြောပြခဲ့ရဖြစ်ပါတယ်အခုအလှည့်ကြတာကတော့ long term investment ရေရှည်ရည်နည်းမြှောက်နှံမှုအတွက်ပါ crypto မှာ long term ဆိုတာကို holding လို့လည်းခေါ်ကြတယ်။ဒါက short term လိုမျိုး hype နောက်ကိုသိမ်းမလိုက်ပါဘူး။တကယ်စစ်မှန်တဲ့ project တွေကိုရှာပြီးတော့နှစ်နှစ်သုံးနှစ်ကနေနှစ်တွေတော်တော်ကြာတဲ့အထိသိမ်းထားတာကိုရေရှည်ရင်းနှီးမြှုပ်နှံတာလို့ခေါ်ပါတယ်။ဒါပေမဲ့တတိထားရမယ့်အချက်တွေလည်းရှိပါသေးတယ်။ အဲ့ဒါတွေကတော့နံပါတ်1 crypto အကောင်လုံးက long term မထားသင့်ဘူးဖေးကွက်မစိုးအရင်တုန်းကပန့်ထားဘူးတဲ့ဈေးတဲ့အထိပြန်တက်မယ်လို့မပြောနိုင်ဘူးဥပမာအရင်ဈေးဒေါ်လာ100ကျော်ရှိဘူးတဲ့ဒူနာကွိုင်ဆိုရင်အခုပြား90တော့မရှိတော့ပါဘူးဒါကိုလူနာကဒေါ်လာတရားပြန်တက်မှာဆိုပြီးရရှုံလို့မဖြစ်ဘူးနော်ခရစ်တိုမှာဘာမှဆိုဖြစ်နိုင်ပေမဲ့လေ debt project တွေကတော့မျက်စိမှိတ်ရှုံမိရင်ရှုံနိုင်ချေများပါတယ်နံပါတ်2ကတော့ short term မှာလိုပဲစိတ်မထိန်နိုင်ရင်မမြတ်ပါဘူး ဥပမာကိုကအရင်ဘဲမားကတ်တုံးကပစ်ကွိုင်တစ်ပိုင်းကိုခြိုက်ထားတဲ့ထရေဒါတယောက်အဲ့ဒီမှာပစ်ကွိုင်ကဒေါ်လာ6900စီတန်းကနေပြီးတော့ဒေါ်လာ1000ခွဲအထိထိုးကျသွားတဲ့အချိန်မှဆိုရင်ကိုရဲ့ပစ်ကွိုင်တွေကိုရောင်းမထုတ်ဖဲနဲ့နေနိုင်မှာလားကိုရဲ့စိတ်ကိုထိန်ထားနိုင်မှာလားအများစုကတော့မထားနိုင်ကြပါဘူး။ဒါပေမဲ့2024အကုန်2025မှာ Bitcoin ကဒေါ်လာ3000အထိဆယ်ဆနီးပါးပြန်တက်သွားပါရဲ့။ ခုဆိုဒေါ်လာတထောင်ခွဲမှရှောင်းတဲ့သူတွေကဘယ်လောက်တောင်ရှင်းနာနေလိုက်မလဲပေါ့။ Okay အခုကတော့နံပါတ်3ကိုရောက်လာပြီ။ Long term ဆိုတာကတဘဝလုံးကြာရမှာကိုဆိုလိုတာမဟုတ်ဘူး။ဈေးအတက်ဆုံးဈေးအကြီးဆုံးဆိုတဲ့အချိန်မှာရောင်းပြတာကပဲတကယ်ကို main point ဖြစ်တယ်။